ကိုယ့်ရဲ့ speaking တို့တက်ဖို့ကိုယ့်ရဲ့ pronunciation တို့တက်ဖို့ကိုယ့်ရဲ့ listening comprehension တို့တက်ဖို့အရန်ကမှကောင်းပါရဲ့လို့အာ project ပါတယ်။ဒါကြောင့်မလို့ shadowing technique ကိုကျွန်တော်တို့ပြန်ပြန်လေးလုပ်ပေးကြပါ shadowing ဆိုတာကတော့ hello everyone welcome to fluent future english my name is sai အောင်မင်းမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က english brothers ကမှအရန်ကမှအရေးကြီးပြီးတော့၃ဝင်နဲ့ shadowing technique အကြောင်းကိုပြောပြပေးသားမှာပဲဖြစ်ပါတယ် ဒီဗီဒီယိုထဲမှာတော့ shadowing ဆိုတာဗာလဲ shadowing ရဲ့ကောင်းကျိုးတွေအရပါတယ်လေ shadowing ကိုဘယ်လိုလုပ်လို့ရတယ်လဲဆိုတာကိုတစင်ချင်းပြောပြသွားမှာဖြစ်ပါတယ်စိတ်ဝင်စားလို့ရရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါအောင်ပထမဆုံးအနေနဲ့ shadowing ဆိုတာဗာလဲ shadow ဆိုတဲ့စကားလုံးရဲ့အတိအပယ်ကိုသိထားမယ်ဆိုရရှင်ကျွန်တော်တို့က shadowing ဆိုတာဗာလဲဆိုတာကိုသိဖို့အတွက်မခင်းရမှာဟုတ် shadowing ဆိုတာကတော့ shadow ဆိုတဲ့အတိုင်းကိုယ့်ရဲ့အရေးကကိုယ့်ရဲ့အနောက်ကိုအမြဲတမ်းလိုက်နေတယ်လို့မျိုးပဲ ဘာသာစကားခုခုပြောရမှာဘယ်ဘာသာစကားမှာပဲဖြစ်ဖြစ် English, Japanese, Chinese, Thai, Korean ဘယ်ဟာမှာဖြစ်ဖြစ်အဲ့ဒီဘာသာစကားကိုတိုင်းနေနေပြောဆိုနေသူတွေရဲ့အတန်ကြီးကိုနားထောင်မယ်ဗီဒီယိုတွေကိုကြည့်မယ်စကားတွေကိုကြည့်မယ်တခြင်းမျိုးနားထောင်မယ်အနောက်ကနေထက်ချက်မခွာ live ပြီးတော့ပြောမယ်ဒါကိုကျွန်တော်တို့ sharing လို့ခေါ်ပါတယ်ဒီမြန်မာအရေးကြီးဆုံးအရာတစ်ခုရှိပါတယ် ထန့်ချက်မခွာလိုက်ပြောဖို့လိုရဲသက်သွေးမတိမ်လိုက်ပြောဖို့လိုပါတယ်နောက်တစ်ခုကသူတို့ရဲ့ accent သူတို့ရဲ့ speaking style သူတို့ရဲ့ pronunciation ကိုပါ like to ပါပြီးတော့ပြောဖို့လိုပါတယ်ဒါမှလာနေကျွန်တော်တို့က shadowing technique တစ်ခုကောင်းကောင်းလုပ်နေကြရဲ့လို့ပြောလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ shadowing လုပ်ခြင်းအဖြစ်ဒါကောင်းကျိုးတွေရလာမယ် ကျွန်တော်ဒီနေရာမှာတော့အချက်၅ချက်ကိုပြောပြသွားမှာဖြစ်ပါတယ်။ချက်၅ချက်ထပ်ပို့တဲ့ကောင်းကျိုးတွေလည်းရှိကောင်းရှိပေပဲမြင်သာတင်သာရှိတဲ့အချက်၅ချက်ကိုပြောပြသွားမှာဖြစ်ပါတယ်။ The first one is improved pronunciation ကျွန်တော်တို့ဒီ native speaker တွေပြောတာကိုလိုက်ပြောခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ pronunciation အတန်တွစနစ်တွေပူပူပူပြီးတော့ကောင်းလာစေပါတယ်။ပူပူပူပြီးတော့အဲ နားထောင်ရလားအဆင်ပြေလားစီပါတယ်။ဒါကြောင့်မလို့ shadowing ကအရင်ကမှအရေးကြီးပါတယ်။နောက်တစ်ခုကတော့ enhanced rhythm and intonation rhythm ကိုကျွန်တော်တို့အင်္ဂလိပ်စာမှာအရင်ကမှ but the pronunciation နဲ့ဆိုင်ပါတယ်ဒါလည်း pronunciation မှာအရင်ကမှအသုံးဝင်တဲ့အရာအရေးကြီးသောအရာတစ်ခုဖြစ်သက်ပတ်ကြပါတယ်။ဘယ်နေရာမှာအသုံးဝင်တာလဲဆိုတော့ natural sound မှာကျွန်တော်တို့ပြောနေပါတယ်။ ကျွန်တော်အသံအနေနဲ့အတက်ကြားရီစာဖတ်နေသလိုကြီးကျွန်တော်ငငယ်တော့လို့စာဖတ်နေသလိုကြီးတသက်မဲ့သွားနေတာမဟုတ်ပဲနဲ့အသံ nick ပေါ်တဲ့ခါရှိမဲ့မြင့်တော်တဲ့ခါရှိမဲ့ rhythm လေးတွေ intonation လေးတွေမှာပူ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 ပြီးတော့တိုးတက်လာစီပါတယ်နောက်တစ်ခုအနေနဲ့ကတော့ developed muscle memories ကျွန်တော်ရဲ့အသံထွက်စနစ်မှာ muscle တွေရှိပါတယ်အဲ့ဒီ muscle တွေမှာ memory တွေရှိပါတယ် ကျွန်တော်တို့ကဘာသာစကားတစ်ခုကိုအမြဲတမ်းပြောနေဆိုနေမယ်ဆိုလို့ဆိုရှင်ဒီအတန်တက်စနစ်တည်းရဲ့ muscle memory တွေကအမြဲတမ်းပတ်မိပြီးတော့ကျွန်တော်တို့အဲ့ဒီဘာသာစကားကိုပြောရမှာပူပူပူပြီးတော့ကောင်းမွန်စေပါတယ်ပူပြီးတော့မှတ်မိစေပါတယ်အခက်ခဲမရှိ ပြောနိုင်စေပါတယ်ဒါကြောင့်မလို့ shadowing ကဒီနေရာမှာလည်းအရေးကြီးပြန်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ listening comprehension ကျွန်တော်တို့က the shadowing technique ကိုခဏခဏလုပ်မယ်။အဲမျိုးရှင်တပတ်တကားကိုကျွန်တော်ခဏခဏကြည့်မယ်။ဆိုလိုရရှင်ကျွန်တော်တို့ကပထမဆုံးကြည့်တဲ့အချိန်မှာဒီရုပ်ရှင်ကရဲ့အတိပယ်ဆိုလိုရင်စကြောင်းနားမလည်ဘူးဆိုရင်တော့မှခဏခဏကြည့်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ listening comprehension တွေနားလည်မှုစွမ်းရည်တွေအာနောက်ပြီးနားထောင်နိုင်တဲ့စွမ်းရည်တွေကပူပူပူပြီးတော့တိုးတက်လာမှဖြစ်ပါတယ်။ နောက်ဆုံးခုနေနေရတော့ greater fluency and confidence တနော် fluency လို့ပြောတယ်အထင်ပေါ်မရှိပဲနဲ့စကားပြောနိုင်စွာအင်္ဂလိပ်လိုပြောနိုင်စွာဒါလေးအပြင် confidence လို့ခေါ်တယ်ဒီလိုပြောရမှာယုံကြည်မှုတွေပုံပုံပြီးတော့ရလာစီမှာပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်နာပြောခဲ့တဲ့ shadowing နဲ့မြင်တာထင်တာရှိစေတဲ့အချက်တွေပဲဖြစ်ပါတယ် okay ဲ့ဒါဆိုရင်ခု sharing ကိုဘယ်လိုလုပ်ရမလဲဆိုတာပေါ့ကျွန်တော်နဲ့တူတူလိုက်လုပ်ကြည့်လိုက်ရအောင် sharing ကိုလုပ်ဖို့အတွက် resources တွေ YouTube မှာအများကြီးရှိပါတယ်ဆိုတော့အဲ့ resources တွေကို Google အသုံးချဖို့လိုပါတယ် bear resources to muscle တော့ပြုလို့ရပါတယ်ကျွန်တော်တို့တရင်နှန်းဆောင်ရေးခြိုက်တယ်ဘလော့ဖြည့်ချရတာကိုခြိုက်တယ်ဒါကြောင့်မလို့အဲ့ရေကအအကြောင်းအရာတွေကိုကျွန်တော် နားထောင်နေတစ်ခါတစ်ခါနားထောင်နေပြီးတော့ live ပြောတယ်ဒီလိုလိုချင်းအဖြစ်ကျွန်တော် shadowing technique ကိုအသုံးချပါတယ်အသုံးပြုပါတယ်ဆိုတော့ကျွန်တော်တို့တူတူ live ပြီးတော့ shadow လုပ်ကြည့်လိုက်ရအောင် device of chinese ai chatbot seems to have taken the world by storm but it's part of the wider trend chinese apps are rising at the charts around the world TikTok, CapCat, Shein, Timu, Timu to few. Few. And it's, and not, just not on our phones, Chinese so China, China but dominant, dominant in many other areas, areas of, of tech. tech. Look at, Look cars. at cars. It's overtaking the previous, previous epicenter motor, selling more than, selling more any, than other any country. country, thanks to, to its electric, electric, electric car, car maker like by BYD. BYD. A lot of the, a lot of the success, success comes from each hide the, the world's, big world's biggest factory maker now, too. now too. And, so solar, and solar panels. China is responsible for an estimated 80 to 95 90 percent of the global supply chain. Global supply chain. By 2028, it is predicted that 60 percent of the world's renewable energy will be generated in China. Generated in, China. in, drones, drones too, China, China the skies. The Next time Next you hear, you hear the buzzing head, of bursty pads, a it's the chance that the DJI, DJI drone made in the city of Shenzhen's top area of the world's best drone makers are Chinese. First world of quantum. Yeah. So, to label them, we will be able to the video. We will be able to make a piece of the video. ရအောင်စူးစမ်းပြီးတော့ပြောမယ်ဆိုလို့ရရရှင်ကျွန်တော်ရဲ့ sharing technique အအောင်မြင်နေတဲ့ ဖြစ်မှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ pronunciation speaking fluency intonation rhythm listening comprehension uh, confidence တရားအတွက်အများစွာမှအထောက်အကူပြုမှာဖြစ်ပါတယ်ဒါကြောင့်မလို့ shadowing technique ကိုကျွန်တော်တို့မျက်မျက်လေးလုပ်ပေးကြပါကိုယ့်ရဲ့ speaking တို့တက်ဖို့ကိုယ့်ရဲ့ pronunciation တို့တက်ဖို့ကိုယ့်ရဲ့ listening comprehension တို့တက်ဖို့အရန်ကောမှကောင်းပါတယ်လို့အာ project မှာတယ် Okay ဒီနေ့ video အတော့လပ်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်ဆိုတော့ဒီနေ့ video တွေကြည့်ရတဲ့ချိန်ကတက်တယ်ဆိုလို့ပြောရင်ကျွန်တော်ရဲ့ TikTok YouTube Facebook အာ page တွေ channel လေးတွေအကောင့်လေးတွေကို follow လုပ်ပြီးကြည့်ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ် bye bye see you next time